မန္တလေး PDF တွေကိုဖိအားပေးတယ်ဆိုကြတဲ့ကောဒီလူတွေကသစ္စာဖောက်လို့သတ်မှတ်လို့ရပြီအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ဒီအစီကနဲ့လာတဲ့ပြူခွေးဒီကိုกินท่าดาปิ่วคว้งงากองดวนพี่รอฟอกกองอศีมะท้าได้ยุบตันดิเนาะตื่นล่ะอขวัญยินย่ายินย่าตะลุซอดาจี้จี้เฟ้เฟ้อกอกซอดา ဒါပေမဲ့ကရင်ပြည်နယ်ကအကောင့်ကြီးကြီးတဲ့တကောင်မှဘာမှမဖြစ်သွားဘူး။နော်ကျမတို့အကောင့်သေးသေးလေးတွေပဲသူတို့ကထိုးကြွေးတာအကောင့်သေးသေးလေးတွေပဲသေးတယ်ပါတယ်ဖမ်းတယ်။အကောင့်ကြီးကြီးတဲ့အခုချိန်ကြီးတကောင်မှဘာမှမဖြစ်ဘူး။စဉ်းစားကြည့်ပေါ့။ဒါကြောင့်မို့ကရင်ပြည်နယ်စစ်ရေးနဲ့ပတ်သက်ပြီးတော့ကျမတို့အခုဘယ်လိုနားလည်ထားလဲဆိုတော့ လက်ရှိ KNU လား DKBA လားရှိသမျှအဖွဲ့တွေအားလုံးကသူတို့ကဒီပုတ်တွေကဒီပဲတွေကြီးပဲပြောရမစင်သူတို့ကကရင်ပြည်နယ်ကိုကိုပိုင်အောက်ချုပ်ခွင့်သီးခြားပြည်နယ်ဝပြည်နယ်လိုမျိုးလောက်ဖို့ KNU ဆိုတာခွာထိုင်ပြီးတော့နော် KNU ကဟိုမိခင်ဆိုပေမဲ့နော်ဟိုခွာထိုင်ပြီးတော့ ဘယ်လိုပြောမလဲသားသမီးတွေကိုလည်းမဆုံးမဘူးပြောရမယ်ဆိုရင်သားသမီးသဘောအတိုင်းပဲသူတို့ကငကိုတဲကအဆုံးရောက်နေတာဒီကရင်နိုင်ငံနဲ့သွားဖို့သူတို့ကဥတီနေတာလက်ရှိသူတို့အဖြေတွေပေါ်ကုန်ပြီကရင်ပြည်နယ်မှာဘလောက်ပဲသူတို့ဒါပေမဲ့ KNU ဘဟုထောက်ပြန်လိုက်တဲ့စာကိုကြီးလိုက်လို့ဆင်နေအာအယံကိုအားရဖို့ကောင်းတယ်စောက်ပြောပဲရှိတယ်နော်လက်တွေ့တခါမှ မဘလဲသူတို့လက်တွေ့ချက်ချက်တစ်ခါမှသူတို့မလုပ်သေးဘူးမလုပ်ဘူးသိဘူးနော်ဒါကြောင့်မို့လက်ရှိကရင်ပြည်နယ်မှာ KN KNU လား DKB လားစီသမျှအကုန်အားလုံးကသူတို့ဒီပောက်တဲ့ဒီပဲတဲ့ကြီးပဲသူတို့ကရင်နိုင်ငံနဲ့သွားဖို့သူတို့ညှိနှိုင်းထားတာအချစ်ချင်းသူတို့ဘယ်သူတို့ဘယ်တော့မှမတိုက်ဘူးသူတို့အဲ့လိုပြောလို့အချင်းချင်းကိုတိုက်ခိုင်းတာမဟုတ်ဘူးနော်ရန်သူမိတ်ဆွေနှစ်ဖက်ပဲရှိတယ် သူတို့မှာကတော့ရန်သူမိတ်ဆွေမရှိဘူးအချင်းချင်းဆိုရန်သူပဲဖြစ်စေမိတ်ဆွေပဲဖြစ်စေသူတို့အချင်းချင်းဘယ်တော့မှမတိုက်ဘူးသူတို့အချင်းချင်းကကရင်ပြည်နယ်ကိုဝါပြည်နယ်လို့လှုပ်ဖို့အခုရွှေကောက်ကိုကေကေပါကိုသူတို့ဖြိုချပြီးတော့နော်အတွင်းထဲကိုပြောင်းသွားကြကုန်ပြီနီးပညာရှင်တယောက်နီးပညာရှင်တွေကိုသူတို့ဖွက်ထားပြီးတော့အခု ဒီကွန်ပျူတာတွေသူတို့ဘလောက်ပဲဖြည့်စီဖြည့်စီဖုံးတွေဘလောက်ပဲဖြည့်စီဖြည့်စီဒီနီးပညာကိုဖန်တီးနေတဲ့အဲ့ဒီပညာရှင်တွေကိုသူတို့เนาะမမနိုင်နေမချင်းဘတော်မဂျာဖြန့်ဆိုတာဒီကရင်နယ်မြေမှာဘတော်မမပြောက်သွားဘူးမြန်မာနိုင်ငံမှာဘတော်မမပြောက်သွားဘူးเนาะအဲ့ဒါကြောင့်မို့ကရင်သတင်းနဲ့ပတ်သက်ပြီးတော့ကျွန်မကရင်ကရင်တယောက်အနေနဲ့ သူတို့ရဲ့လောက်ရကိုကြည့်ပြီးတော့ဘယ်တော့မှမယုံဘူး။ဘာပြောဆိုအခုချိန်ထိသိသာထင်စားတဲ့အကျွေးပြသားတဲ့เนาะလောက်ရအခုချိန်ထိမပေါ်သေးဘူး။စင်သာတီပေါ့သူတို့တိုက်တိုင်းသူတို့စစ်တိုက်တိုင်းခွေးတွေအကောင်အကောင်ကြီးကြီးတွေအကောင်ပြေးသွားတယ်အကောင်လွတ်တယ်။နော်ဒါမဲ့ဖေးတယ်ဆိုတာကလည်းသူတို့ဗစပ်ဖျားနေပဲပြောတာ။နော်ခွေးတွေအကောင်20လောက်ဖမ်းတာတို့ဘာတို့ဒါနဲ့ပဲသူတို့ပြောနေတာ။ တကယ်တကယ်လက်တွေ့အခုအညာဒေသကဆော်သလိုမျိုးနော်ရခိုင်ကဆော်မျိုး KNA ကဆော်သလိုမျိုးသူတို့တခါမှမလုပ်ဘူးဒါကြောင့်မို့ကရင်စစ်ရေးနဲ့ပတ်သက်ပြီးတော့နော်ဘာဖြစ်လို့ဆိုဆိုရှယ်မီဒီယာကိမလေလို့မရတော့ပါဘူးပြည်တွင်းကပြည်သူတွေကနော်မင်းတို့ကြားဖြတ်မိသားစုအုပ်စုတွေကလူနည်းစုပါကျမတို့ပြည်သူလူထုကလူများစုပါ အဲကြောင့်မို့မင်းတို့လိန်ညာလို့မရပါဘူးနော်နားလေကဲအခုလက်နဲ့ချဖို့ပြောဆိုခဲ့ပေမဲ့ခုခံတဲ့အတွက်သေဆုံးခဲ့ရတဲ့စစ်ကောမစင်တပ်သားများရုတ်တန့်နဲ့တော့ပြတယ် လက်နဲ့ချဖို့သူတို့ပြောတယ်မချဘူးလေမချတော့ဟိုကလည်းအဖေပဲစော်တယ်အဲ့ဒီလိုပြတ်သွားရမှာကရင်နဲ့မှာအဲ့လိုမျိုးမရှိဘူးဒါပေမဲ့ KNU ဘောကိုထိပ်ပိုင်းကျင်ညာလို့စီတော့အာဟိုဗာနဲ့စစ်ကောင်စီကိုအာနာစင်ကိုဘယ်လိုပြတ်သားရမှာတော့ဘယ်လိုအိုးစဂလိုလေးလလလေးဒီနဲ့ပဲနော်လက်တွေ့ဆောက်လို့မပြတ်သားဘူးအခုချိန်ထိနော်ကရင်အချင်းချင်း ပြောမှဆိုရင်ကိရင်အချင်းချင်းလို့သတ်မှတ်လို့မရတော့ဘူးရန်သူမိတ်ဆွေနှစ်ဖက်ပဲရှိတယ်သူတို့ပြက်ပြက်ပါပါနော်ရန်သူဆိုရန်သူမိတ်ဆွေဆိုမိတ်ဆွေကိုဟဲ့ပြရတော့မယ်အခုချိန်ထိမပြတ်သားပြီဘူးဒါကြောင့်မို့ဒီကိရင်ပြည်နယ်သူတို့ဘလောက်ပဲတိုက်ပြတိုက်ပြဘလောက်ပဲဖိပြဖိပြသူတို့လုံရနော်မူမမှန်ရင်ဘယ်တော့မှမယုံကြည်နဲ့ စကိုင်းတိုင်းဝက်လက်မြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းစစ်ကောမရှင်တပ်သားတွေကိုလက်နက်ချဖို့ PDF ရဲဘော်တွေကပြောဆိုခဲ့ပေမဲ့အခုခံတဲ့အတွက်စစ်ကောမရှင်တပ်သား၂ယောက်နော်မုတ်ဟင်္ကာဖြစ်သွားတယ်နော်ရန်သူမိတ်ဆွေနှစ်ဖက်ပဲရှိတယ်အချင်းချင်းဆိုတာမရှိဘူးအချင်းချင်းတို့ပြောကြတဲ့ကအဲ့ဒီလူတွေကနော်ဒီပောက်တွေကဒီပဲတွေပဲကျမတို့ အမြင်အော်လာတယ်တချို့ပြောတယ်နင်ကကရင်နဲ့ပတ်သက်လာလို့ရှိရင်တခါမှအကောင်မပြောဘူးအကောင်ပြောဖို့ကရင်ဘက်ကဘာတွေအကောင်လောက်ခဲ့ဘူးတည်းလေအဲ့ဒါကိုပြန်မေးချင်တယ်နော်အကောင်ပြောဖို့အတွက်ကရင်ဘက်ကဘာတွေကောင်းတာလောက်ခဲ့သလဲငားနဲ့အတွင်းမှာကျွန်မတို့ပြည်သူလူထုအတွက်ဘာတွေကောင်းတာလောက်ခဲ့သလဲနော် KNU အခု KNU မကောင်းဘူးတော့ ြောတာနင်တို့ကြောင့်ကောင်းတယ်ပြောရအောင် KNU ရဲ့ခေါင်းကွက်ဘာရှိတယ်လဲအခုချိန်ကြီးကျမတို့မျော်လင့်နေတယ်ကျမတို့ကရင်နော်ဟိုကျမတို့ကရင် KNU ကောင်းခဲ့လို့ရှိရင်ကျမတို့ဒီထက်ပုံပြီးတော့အခုသူများတွေကောင်းလို့သူများတွေကိုချီးမွမ်းရတာထက်ကိုကရင်လူမျိုးကောင်းလဲဆိုရင်ကိုကရင်လက်နက်ကင်တွေကောင်းလဲဆိုရင်ကျမတို့ကပုံပြီးတော့ဝန်ဆောင်ရမှာပုံပြီးတော့ချီးမွမ်းရမှာ အခုကရင်လက်နဲ့ကိုင်းလေနော်သူတို့ကိုဂျိုးပဲကြည့်ပြီးတော့ပြည်သူလူထုကိုမလိုက်တပတ်လုံးလိန်ညာလက်စားနေတာကို ကောင်းတယ်လို့ပြောရမှာလားနော်မြင့်စားနွားတွေပဲအဲ့ဒီကောင်းတယ်လို့ပြောမှာနောက်တစ်ခုပြည်သူတို့နော်မိုးကောင်းမိုးမိတ်ကဆောက်ဖို့ PDF တွေကိုထီအလီဖိအားပေးတယ် ဒါကြောင့်မို့ဒီပွဲကရန်သူမိတ်ဆွေ क्वे ပြရတော့မင်းကျမခေါင်းစဉ်တတ်ထားတယ်ရန်သူမိတ်ဆွေရန်သူဆိုရန်သူမိတ်ဆွေဆို မိတ်ဆွေ क्वे ပြရတော့မင်းဟိုလိုလိုဒီလိုလိုလောက်လို့မရတော့ဘူးတစ်ဆောင်ရနှစ်ခုမှသူတို့ဘလောက်ပဲတော်တော်ဘလောက်ပဲသူတို့သိသိနော်ဒီပွဲမှာလူ တော်လန်ရေးပွဲသူတို့နယ်မြေကိုရသွားလို့သူတို့ကမေလို့မင်းအွန်လိုင်းနဲ့အပေးယူလုပ်ပြီးတော့ကျမတို့တော်လန်ရေးရဲဘော်ဒီပေါ်မှာပြီးသူအပေါ်မှာသစ္စာဖောက်ရင်တော့သစ္စာဖောက်သွားရလမ်းမယ်သစ္စာဖောက်လို့ပဲမှတ်ထားမယ်ရန်သူမိတ်ဆွေနှစ်ခုပဲရှိတယ်သူတို့ကရန်သူကိုခေါ်လာပြီးတော့နော်ရန်သူကိုခေါ်လာပြီးတော့ရန်သူအလောက်လုံနေမယ်ဆိုရင်ဒါရန်သူပဲ တိတုံညနိခွန်တော့ကသူတို့မိတ်ဆွေလိုမျိုးဘသူဘလို့ပဲနော်အိုးဘလဲဘလို့ပဲရှိခဲ့ပါစီအခုချိန်မှာရန်သူဖြစ်သွားပြီဆိုရန်သူလို့ပဲသတ်မှတ်ရမယ်ကျမပြောတယ်နော်စိတ်ရင်းနဲ့စိတ်ရင်းနဲ့နိုင်ငံရေးမှာနော်အမြဲတမ်းမိတ်ဆွေမရှိသလိုအမြဲတမ်းရန်သူဆိုတာမရှိဘူးအရင်တော့ကရန်သူပဲဒါပေမဲ့အခုချိန်မှာမိတ်ဆွေဖြစ်သွားတတ်တာပဲ အရင်တော့ကမိတ်ဆွေပဲဒါပေမဲ့အခုချိန်မှာရန်သူတွေဖြစ်သွားကြတာအများကြီးပဲဒါကြောင့်မို့ရန်သူမိတ်ဆွေကွဲပြားကြပါစီအဲ့ဒါကြောင့်မို့မိုးကောက်ဘယူဟာအတွက်နော်မိုးကောက်ဘယူဟာစစ်ကြောင်းတွေအတွက်အလူငွေလဲကောက်ပြီးပြီးလူဒုကလည်းအာတက်သယောထဲ့ဝင်ခဲ့ပြီးပြီးလွယ်လွယ်နဲ့ပြန်ပေးမှမဟုတ်ကြောင်းလဲ အန်ဦးကြီးအစိုးရပြောရေးဆိုခွင့်ပုံကိုတွေကလည်းကြိုးဝါပြီးပြီမိုးကောက်ယူဟာနဲ့ MD1 PDF ကလည်းမိုးကောက်ကို ပြန်မပေးချောင်းကြီးညာပြီးပြီနော်အညာတက်ရင်အချို့လည်းစစ်ကူလာခဲ့ပြီးပြီဒေသခံလူထုကလည်းစစ်တပ်ဝင်လာမှာကိုမကြိုးစိုးချောင်းဖန်မုတ်တီးပြီးပြီဒါကြောင့်မို့နော်အခုမင်းအောင်အောင်ပလဲ DTNLA က ရန်သူကိုခေါ်သွင်းပြီးတော့ PTLA အ PDF မန္တလေး PDF တွေကို PR ပေးတယ်ဆိုကြတဲ့ကိုကဒီလူတွေကသစ္စာဖောက်လို့သတ်မှတ်လို့ရပြီပေါင်းသွားပါစီနော်ရန်သူနဲ့ပေါင်းသွားပါစီပြတ်သားကြပါတော့ဒါကြောင့်မို့ကျမတို့ပြည်သူတွေတော်လန့်ရဲ့အမြန်ပြီးချင်လားကျမတို့ ဒီအလဲပိုင်းဘဟုဌာနချုပ်ဖြစ်တဲ့နေပြီးတော့ပျို့ကြမှာအခုကျမတို့ဘာကြောင့်တိုင်းရင်းသားတွေကကျမတို့ပြည်သူလူထုကိုအထင်သေးလဲကျမတို့ရဲ့ယာယီအစိုးရအန်ဦးကြီးကိုအထင်သေးသလဲကျမတို့တော်လန်ရဲ့အစပိုင်းမှာနော်တိုင်းရင်းသား EAO တွေကိုအထင်ကြီးပြီးတော့ဒါကျမအမှတ်တပြောင်းတော့ကွဲပြားဟိုဘယ်လဲသွေးခွဲစကားပြောတာမဟုတ်ဘူးဒါအမှန်တရားတွေယုံကြည်မှု အားများပြီးတော့တိုင်းရင်းသားပြည်သူတွေအားလောကတနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေအားလောကတိုင်းရင်းသားအီအိုတွေကိုမိခိုပြောမှဆိုရင်เนาะယုံကြည်အားကိုများစွာနဲ့ပေါ်အောပြီးတော့ရင်းခဲ့တာနောက်ဆုံးဒီတိုင်းရင်းသားအမေခံအီအိုတွေတချို့ကအခုကျမတို့ပြည်သူတွေကိုเนาะအထင်သေးသွားတယ် တော်လိုင်းရဲ့အစပိုင်းမှာကျွန်တော်တို့ဘယ်လောက်ထိစီလုံးညွတ်တယ်လဲအဲ့ဒီလိုမျိုးပဲဒီအခု နေပြီးတော့ပျို့ဖို့အတွက်မအေးလို့မင်းအောင်လိုင်းရဲ့ဘဟုဌာနချုပ်ပျို့ဖို့အတွက်ကျွန်တော်တို့ပြည်သူတွေတော်လိုင်းရဲ့အစပိုင်းကလို့ပဲစီစီလုံးလုံးညညွတ်နဲ့နေပြီးတော့ကိုနော်တိုင်းသားရောက်ဦးလေးကိုတချို့နော်တချို့တချို့ကိုပြောတချို့တိုင်းသားရောက်ဒီတိုင်းသားရောက်ဦးအမြင်ခံတွေကကျွန်တော်တို့ပြည်သူလူထုကိုအထင်သေးတဲ့ကျွန်တော်တို့ယာယီအစိုးရအညီကြီးကိုအထင်သေးတဲ့အတွက် အဲ့ဒီအထင်သေးဒဏ်ကို ကျမတို့တန်ပြန်ရမယ်ကျမတို့စစ်စစ်လုံးညှို့နဲ့ဒီຫນွေဥတော်လန်ရဲ့အမြန်အောင်မြင်ဖို့အတွက်နေပြီးတော့ကြဖို့လိုတယ်နော်နေပြီးတော့ကြသွားလို့ရှိရင်ခုနတော့စောက်ထင်သေးနေတဲ့နော်ကျမတို့ပြည်သူလူထုကိုအထင်သေးတဲ့တိုင်းရင်သားဤအိုတချို့လက်နဲ့ကင်တချို့တွေရဲ့နော်အဲ့ဒီအထင်သေးမှုတွေကိုကျမတို့အနိုင်ယူရမယ် စီးလောက်ကြပါပြီဒီလိုဒါကြောင့်အခု TLA ကသစ္စာဖောက်လို့ဖမ်းမလို့ရပြီနော်အခုမင်း online ကိုအမ်ဘယ်လဲစစ်ကောင်စီကိုရန်သူကို ခေါ်သိမ်းပြီးတော့ကျမတို့ကိုအချင်းချင်းကိုဖိအားပေးကြတဲ့ကူကဒါနော်သူတို့ပထွေးတယုတ်ကိုဘလို့ပဲသူတို့ နော်သူတို့ဘယ်လိုပဲသူတို့နာမည်တက်ပြီးတော့ဖိအားပေးနေပါစေသူတို့ကစိတ်ကောင်းစီနဲ့အဖေးယူလုပ်ပြီးတော့သူတို့တကိုယ်ကောင်းဆန်ဖို့နော်လောက်နေပြီဆိုတာကို ကျမတို့နားလည်ရမယ်ယန်အပီသူလူဒုထောက်ခံမှုမရှိဘဲနဲ့ဘယ်အဖွဲအစည်းမှယက်တီလို့မရဘူးမိုးကုတ်နော်ပီသူတွေကလည်းတန်မိုးတီးပြီးတော့အသိပေးခဲ့ပြီးအားလုံးကလည်းမိုးကုတ်ဗမွန်ကိုနော် ဝိုင်းဝန်းကူညီပြီးတော့ကာပေးဖို့ကာကွယ်ပေးဖို့ပြောခွင့်ကြပြီအခု TNLA ကစစ်စာဖောက်ပြီးတော့ PR ပေးတယ်ဆိုကျွန်တော်တို့ပြည်သူတွေလုံးဝလက်မခံဘူးအားလုံးเนาะအားလုံးတက်ကြွကြပါအားလုံး PR ပေးကြပါ TNLA ကို PR ပေးကြပါနော်တေတောင်ညနှစ်ခုမှမင်းတို့ဘလောက်ပဲတတော်ငါတို့ပြည်သူတွေကမင်းတို့ကိုဘလောက်ပဲအထင်ကြီးလေးစားခဲ့ပါစီဒီအချိန်မှာမင်းတို့ကပြည်သူတွေကိုသစ္စာဖောက်ရင် သစ္စာဖောက်လို့ပဲသဘောထားရမယ်မင်းတို့လှုပ်ခဲ့တဲ့နော်အဲ့ဒီတော်ခဲ့တဲ့ဒေစာခဲ့တဲ့အရာတွေအကုန်လုံးသဲတဲ့ရေကုန်ရေတုံဖြစ်ကုန်ပြီခုနကရုပ်သံနော်လက်နဲ့ချဖို့ပြောဆိုခဲ့ပြီမဲ့ခုခံတဲ့အတွက်သေဆုံးခဲ့ရတဲ့စစ်ကောမရှင်တပ်သားများစကိုင်းတိုင်းဝက်လက်မြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွင် စစ်ကောင်မစင်တပ်သားတွေကိုလက်နဲ့ချဖို့ PDF ရဲဘော်တွေကပြောဆိုခဲ့ပေမဲ့ခုခံတဲ့အတွက်စစ်ကောင်မစင်တပ်သားနှစ်ယောက်တိစုံခဲ့တယ်။အဲ့လိုမျိုးပြတ်သွားရမှာနော်။အခုနောက်ထပ်ပတင်းကတော့เนาะပူသဒလန်တွေသစ္စာဖောက်လောက်ကောင်တွေတတိယအုပ်စုတွေအမျိုးသားရေးဝါဒီသမားတွေเนาะ ိုင်းရင်သား IAO အမိခံတချို့တွေက NUG ကိုဒီဟိုဘာလဲဒီ NUG အတွင်းဝန်ကြီးဒေါ်ကြည်ပြာကိစ္စနဲ့ပတ်သက်ပြီးတော့ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဟုတ်လားမဟုတ်လားမသိကျွန်မကတော့နော်ဟိုဘာလဲ NUG အစိုးရအနေနဲ့မမှန်ကန်ကန်နော်မမှန်ကန်ကန်လှုပ်ဆောင်ရင်ရပြီအခုသူတို့ဟာကတိုင်ကြားတယ်သူတို့ပြောတယ် NUG ကပပညာသူတို့ပြောအခု NUG ကလောက်ပြပြီလေ အန်နူဂျီကနော်သူတို့ကိုယာကြီးရပ်ဆိုင်ပြီးတော့ယာထူးကနေရပ်ဆိုင်ပြီးတော့သူတို့စုံစမ်းစစ်ဆေးနေပြီဟာသူတို့ကအခုချိန်ထိပြောမယ်အဲ့ဒီလူတွေကစစ်ဆက်ရှိလူအများစုပါတယ်စစ်ဆက်ရှိတော့ကဘဟုအစိုးရဘာကြောင့်ပြုတ်ကြကြံခဲ့တယ်လေဘဟုအစိုးရမရှိလို့နော်အာနာစင်ဖက်ဆိုးရှင်ရတယ် ဒီຫນွေဥမှာကျမတို့လောဝလောဝเนาะမလဲဘဟုအစိုးရမရှိလို့မဖြစ်ဘူးဘဟုအစိုးရပြုတ်ကြလို့မဖြစ်ဘူးဘဟုအစိုးရကိုเนาะယာယီအစိုးရအန်ဂျီကိုထိုးချတဲ့လူဖောင်းထုတဲ့လူဖြုတ်ချဖို့စ조사တဲ့သူတိုင်းဒီအာနာရှင်လို့ပဲသတ်မှတ်ရမယ်အဲ့ဒီလူတွေအားလုံးကလည်းကြားဖြတ်နဲ့မကင်းတဲ့လူတွေကြီးပဲ အခုအမျိုးသားညွတ်ရဲ့အစိုးရ NGO ပြည်တော်စုဝန်ကြီးချုပ်ရုပ်ရဲ့အမြဲတမ်းအတွင်းဝန်ဒေါ်ကြည်ပြန်နဲ့၎င်းရဲ့ခင်မုံဖြစ်သူတို့အာစစ်စေးအရေးယူပေးရန်တိုင်ကြားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ NGO ကစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီးတော့တိုင်ကြားခံရသူများကိုတာဝန်မှယာယီရဆိုင်လိုက်ကြောင်းယနေ့ထုတ်ပြန်လိုက်တယ်ဒါအမှန်ကန်ဆုံးလို့ရပါဒါကျမတို့ NGO ရဲ့ကျမတို့လိုချင်တဲ့ နော်ကျမတို့လိုချင်တဲ့စစ်မှန်တဲ့ယာယီအစိုးရစစ်မှန်တဲ့ကျမတို့ပြည်သူလူလိုချင်တဲ့အစိုးရရဲ့ဥပဒေလောက်ထုံးလောက်နီးနဲ့နော်ကိုက်ညီတဲ့အစိုးရပါဒါကြောင့်မို့ကျမတို့ပြည်သူတွေနော်အန်ဦးကြီးကိုမကောင်းကြောင်ဖောင်းထုတဲ့လူတွေမန်သမျှပြီးအာနာရှင်လို့ပဲသတ်မှတ်ပြီးတော့ကျမတို့ပြည်သူလောဝလောဝအယုတ်ကြီးမရှိဖို့เนาะပြောချင်ပါနေ ဒါကျမနော်သတင်းကောင်းတွေကတော့အများကြီးပဲပြီးသူတို့ဒါပေမဲ့နော်ကျမဟိုပြောစရာဆောင်းပါးတွေညာနေတော့နော်ကျမဒီလောက်နဲ့ပဲကျမဟိုဗါတဲ့သတင်းကိုဒီလောက်နဲ့ပဲညပ်မယ်နော်ဆောင်းပါးအရင်ပြောမယ်ကရင်နဲ့ပတ်သက်ပြီးတော့ဆောင်းပါးတွေပြောမယ် ဒီဆောင်းပါးကတော့နည်းနည်းရှိတယ်เนาะအဲ့ဒီအဲ့ဒီအကြောင်းမပြောခင်မှာနာမျက်စိဒေါနာမြင်ဆောင်ပါအရင်ပြောမယ်။ဘာပြောလဲဆိုတော့နော်အခုခဏလေး KNUNCA BGA DKBA KNUPC KNDO အမွာညီနောင်၅ဘွဲ့ဂျားပြတ်မာဖီးယားခေါင်းဆောင်များကျူးလွန်နေတဲ့ရာဇဝမှုမျိုးစုံများကိုမြည်သူကအရေးယူမှလဲအပိုင်းနှစ်เนาะပြောမယ်ဆိုရင်ကျွန်မတို့လက်ရှိကရင်ရဲ့အရေးကတော့ Madeline တီးတို့မျိုးပဲเนาะဂျားပြတ်ကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့လွယ်လွယ်နဲ့သူတို့အဖမ်းခံမှာမဟုတ်ဘူးအရှုံးပေးမှာမဟုတ်ဘူးဘာဖြစ်ဆိုတော့လက်တွေ့အမေရိကန်ကသူတို့ကိုလက်တွေ့ နော်လက်ပံမပြသေးတော့သူတို့တွေကနော်အထင်သေးတာပေါ့ဒါပေမဲ့ဆောက်တော့ဒါကအမေရိကန်အလုပ်ကျမတို့တော်လန်ရေးသမားတွေရဲ့အလုပ်ကတော့နော်တော်လန်ရေးအမြင်အောင်မြင်ဖို့အခုသောတာရှင်များမိင်္ဂလာတက်တဲ့ရပောင်းနဲ့ပြည့်စုံတော်မူကြပါစေကြည်တော်သူတည်မြင်ဤဆိုရစကားအတိုင်းပွင့်လင်းမပြောပြစေနော်ဒါက ဒေါနာမျက်စိဒေါနာမြည်ရဲ့ဏိဒန်းစကားပေါ့2025ခုနှစ်အောက်တိုဘာလအတွင်းမှာ အရှိတောင်အာရှလို့ခေါ်တဲ့အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ကရင်ပြည်နယ်မြဝတီမြို့နယ်ဒေသမှာရှိနေတဲ့ရှီကောက်ကိုကကီပတ်နေရာဒေသမှာဂျားဖြန့်နဲ့ပတ်သက်ပြီးတော့ကဘာပေါ်မှာထင်ရှားကြော်ကြားလာပါတယ်ဒီဂျားဖြန့်ဆိုတဲ့ဝေါ်ဟာရစကားဟာတရုတ်စကားဖြစ်၍မြန်မာလိုအတိတ်ပဲဆိုရင် လိမ့်လေလက်စားချင်းလို့ဆိုကြပါတယ်ဒီကြားဖြတ်အကြောင်းနဲ့ပတ်သက်ပြီးစာရေးသူဟာ operation ကြားဖြတ်စင်ရောစစ်စင်ရေးနဲ့ရှေကုတ်ကိုငရေခန်းခေါင်းစင်နဲ့ဆောင်းပါနှပုတ်ရေးခဲ့ပြီးပြီးကျမကိုယ်တိုင်လက်လွင့်လွင့်ပြောခဲ့ပြီးပြီးနော်အခုနောက်ထဒီကြားဖြတ်ရဲ့လှုပ်ဆောင်ချက်နဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးပြောရမယ်ဆိုရင်အဓိကနီးပညာကိုအသုံးချပြီးနိုင်ငံတကာနိုင်ငံရဲ့နယ်နိမိတ်ကိုကြော်ဖြပြီးတော့ ရာဇဝမှုပုံစံသစ်တစ်မျိုးဖြစ်နေတယ်လို့ခေါ်ဆိုရမှာဖြစ်တယ်အထူးသဖြင့်ကြားဖြန့်လို့ခေါ်တဲ့နော်အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်နေကြတာကဘာပေါ်မှာလူသားပေါင်းမြောက်များစွာရဲ့ဘဝကိုဖျက်ဆီးနေတာအဲ့ဒီအရေးမဲကြီးရဲ့ဘဟုချက်မှာရှိနေတဲ့လူတဦးရဲ့အကြောင်းကိုယခုတပံထပ်ပြီးတော့ပြန်ရေးมาဖြစ်ပါတယ်အထူးသဖြင့်ကရင်ပြည်နယ်မှာပေါ့နော် အထူးသဖြင့်ကရင်ပြည်နယ်မှာသတင်းမီဒီယာနဲ့လက်လန်းမမီတဲ့မိဘပြည်သူလူထုအချို့ကိုပြောပြချင်ပါတယ်အဘယ်ကြောင့်ဆိုတော့ကရင်ပြည်နယ်မှာအင်တာနက်လိုင်းကတခါတည်းကပိတ်မကောင်းလေတော့အခုလိုပဲရေးပြချင်ပါတယ်လူသားများရဲ့လောဘအကြောင်းကိုချင်းတရားဘဝတိုက်ပွဲတစ်ခုအကြောင်းလို့ပဲရေးချင်ပါတယ်သူ့ရဲ့နာမည်ကစီကျင်ကျန်းစီကျင်ကျန်းဆိုတာမောင်ချစ်သူရဲ့နော်ဂျေဆုစင်ဆရာကြီးတပါးပေါ့မောင်ချစ်သူရဲ့ဆရာပေါ့ เนาะတရုတ်နိုင်ငံသားဖြစ်ပြီးတော့ကမ္ဘောဒီးယားနိုင်ငံသား passport လဲကင်ဆောင်ထားပါတယ်ကမ္ဘောဒီးယားနာမည်ကတော့တန်ခရီယန်ကင်အာတန်ခရီယန်ကင်လို့ခေါ်ပါတယ်ပထမဦးစွာရှီရဲ့ကိုရေးရဆိုရင်အတင်းချုပ်နည်းနည်းပြေးပြချင်ပါတယ်သူဟာ1962ခုနှစ်မှာတရုတ်နိုင်ငံယူနန်ပြည်နယ်မှာ တာမန်မိသားစုတစ်ခုကမွေးဖွားလာတာပါပြောမစွန်း तू ကတာမန်မပသေးမဟုတ်ဘူးအကြည့်အိုဗလဲဘယ်လိုပြောမလဲဝန်တန်းကမဟုတ်ဘူးเนาะတာမန်မိသားစုကမွေးဖွားလာတာเนาะစီကျင်ကျန်းကအခုလက်ရှိတရုတ်လက်ထဲကိုရောက်သွားတဲ့စီကျင်ကျန်းကเนาะသူဟာတော့ကွာစစ်စစ်နခုနေမှာတရုတ်နိုင်ငံယူနပီနဲ့မိသားစုမွေးဖွားတာမန်မိသားစုကနေမွေးဖွားတယ်သူရဲ့ထူးခြားချက်ကအင်တာနက်ခေဦးရဲ့အပွင့်လန်းကိုညင်တက်ရွေ့ မြန်မြန်ချမ်းသာခြင်း ਨੇ တနည်းအားဖြင့်ပြောရရင်လောဘစိတ်ကြမှာသူကအင်တာနက်တော်တယ်နော်ဟိုနီးပညာပိတ်ပန်နီးပညာတော်တဲ့လူတယောက်ပေါ့သူကိုအရှိတောင်အာဆနိုင်ငံကိုတုံးပို့ခဲ့တာဖမဦးစွာသူကဖိလစ်ပိုင်နိုင်ငံမှာအခြေချပါလေပြီးတော့မှ2012ခုနှစ်မှာ online လာအားကစား online အားကစားလုပ်ငန်း ခေတ်စားနေတဲ့အချိန်မှာတဖန်ကမ္ဘောဒီးယားနိုင်ငံတို့ပြောင်းရွှေ့ပြီးအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင် HM ရေရင်းနှီးမြှုပ်နှံရောင်းဝယ်ရေးကုမ္ပဏီပိုင်ရှင်အနေနဲ့ဟန်ဆောင်ပြီးတရားမဝင်ငွေလိမ်အွန်လိုင်းလုပ်ငန်းတွေကိုငွေမဲမငွေဖြူဖြစ်အောင်ခဝါချလုပ်ငန်းဒါကြောင့်မို့နော်ငွေမဲတဲ့ဒီဂျာပြန်ကရတဲ့ငွေနဲ့သူကငွေမဲကိုငွေဖြူလုပ်တယ် เนาะခွာချလုပ်ငန်းအဲ့ဒါကသူ့ရဲ့ရာစဝတ်လုပ်ငန်းအင်ပါယာကိုဖုံးကွက်ထားပြီးတောက်ပတဲ့မျက်နှာဖုံးကြီးတစ်ခုပါပဲမိမိပိုင်အစိုးရနဲ့ကမ္ဘောဒီးယားအစိုးရယာယီပိတ်ထားဖြစ်လိုက်တော့ပိတ်ပင်ထားဖြစ်လိုက်တော့เนาะတားမြစ်လိုက်တော့ယာယီအစိုးရပိတ်ပင်တားမြစ်လိုက်တော့ရှီဟာဥပဒေနဲ့လက်လန်းမမီတဲ့ 抱怨，楼秋的你呀、啊，个刹薄，喏。